အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ထွန်းလင်းဒီနေ့ကျွန်တော်တို့ဒီဗီဒီယိုမှာ crypto စကွက်ပြောင်းလဲစကွက်တရင်ချက်လက်တွေနဲ့လက်ရှိစကွက်ပေါ်မှာ crypto ဝယ်ထားခြင်းနဲ့ဆိုရင်တော့ short term long term ဘယ်လိုပလန်တွေထားချင်မလဲစကွက် direction ရကျွန်တော်တို့ entry point တွေ target တွေဘယ်လိုရှိမလဲဒါတွေနဲ့ပတ်သက်ပြီးတော့နားလည်မယ်ပေါ့နော်ဆိုတော့ပြီးခဲ့တဲ့ရက်တွေတုန်းကတော့ကျွန်တော်ဒါတရင်ချက်လက်တွေကြောင်းဒါစကွက်က downside ကိုရောက်ခဲ့တာရှိရဲဆိုတော့လက်ရှိမှာတော့ကျွန်တော်ဒါပြန်ပြီးတော့ recovery ဘက်ကိုတပြည့်ပြည့် move ဖြစ်နေတာပေါ့နော်ဆိုတော့လက်ရှိကျွန်တော်ဒါ btc ရဲ့ color plus ကိုကြည့်ကြည့်မှဆိုရင်တော့13000 13000ဒီကြားထဲမှာရှိနေတယ် အာ ETA ဆိုရင်လည်း2400 2500ဒီကြားထဲမှာရှိနေပါတော့ HRP BNB BCH LTC ဒီကွိုင်းတွေမှာတော့ဒါ recovery ဖြစ်လာတာကိုတွေ့ရတယ် Solana TRH ADA DOS ပေါ့နော် SUI APT NIA ICP DOT ပေါ့ဒီကွိုင်းတွေမှာတော့ဒါနည်းနည်းလေး downside ရှိနေသေးတယ်ပေါ့တော့မဆိုင်ဇုတ်ကထဲမှာ coin တော်တော်များများဆောင်းတာ BTC ရဲ့ရက်တွေတုန်းက BTC လက်တင်းအောက်ကိုရောက်တော့တခြား coin တွေလည်းကျွန်တော်ဒါ downside ကိုရောက်ခဲ့တာပေါ့နော်လက်ရှိမှာတော့ဒါတပြည့်ပြည့်နဲ့ recovery ဖြစ်လာတဲ့ဘက်ကိုတော့ရောက်နေတယ်ပေါ့ဆိုတော့ဆက်ပြီးတော့လည်းကျွန်တော်ဒါ ဇကွက်နေထားဘလို့ရှိလာနိုင်လဲပေါ့ဒါကိုကျွန်တော်ဒါ BTC ရဲ့ chart တွေကိုကြည့်ရင်တခြားလောက်နားလည်အောင်ပေါ့နော် Okay ပထမဆုံးကျွန်တော်ဒီမှာ BTC ရဲ့ four hour chart ကိုကြည့်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ down side ကိုရောက်ခဲ့ပြီးတော့မှတဖြည်းဖြည်းနဲ့ move ဖြစ်လာတာကိုတွေ့ရမယ်ပေါ့နော်အထက်ဘက်ကို move ဖြစ်နေတာကိုတွေ့ရမယ်ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ video မှာတော့ကျွန်တော်ဒါပြောခဲ့တာရှိရပေါ့နော်တတိယ out anti part တစ်ခုလည်းကျွန်တော်ရနိုင်မယ်ဆိုပြီးတော့ DNT လည်းကျွန်တော်ရခဲ့တယ်ပေါ့နော် ဲ့ကနေတဖြည်းဖြည်းမူးဖြစ်ခဲ့တာလက်ရှိဆိုရင်ကျွန်တော်တိုင်း9000တိုင်း8000ပေါ့ကျွန်တော်ရဲ့ confirmation level ဘက်ကမူးဖြစ်နေတယ်။ဒါပေမဲ့ဈေးကွက်ထဲမှာ volume နည်းတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒါ recovery ကိုကောင်းကောင်းမွန်မွန်ပေါ့နော်။နည်းနည်းအချိန်ရောဟုံးနဲ့မမြင်ရသေးဘူးပေါ့ဆိုတော့ဒီနေ့လေးမှာ small candle နဲ့ဒီနေ့ပဲ recovery ဖြစ်ဖို့ပို့ပြီးတော့များမယ်ပေါ့နော်။ ဆိုတော့ကျွန်တော်တခြား NG နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့ကျွန်တော် NG ပိုင်းက3300 3400ဒီကြားထဲမှာလည်း NG တစ်ခုရှိတယ်3500 3600မှာလည်းကျွန်တော်ဒါ NG ပိုင်းတစ်ခုရှိရပါတော့လက်ရှိကျွန်တော်ဒါယူထားတဲ့ NG အကုန်လုံးကလက်ရှိဆိုရင်ဒါ profit ထဲမှာရှိမယ်ကျွန်တော်ဒါ3800မှာဒါ profit နည်းနည်း book ထားလို့ရမယ်ပေါ့နော်နည်းနည်းယူထားလို့ရမယ်ပေါ့ဆိုတော့လက်ရှိကျွန်တော်ဒါ current price နဲ့တော့ကျွန်တော်ဒါ NG ယူဖို့တိတ်ပြီးတော့ဒါအမပေးတဲ့ဘက်မှာရှိနေရပေါ့ဆိုတော့ကျွန်တော်ဒါ daily ရတစ်ချက်လောက်ကြည့်ကြည့်အောင်ပေါ့နော် ဒေလီကကျွန်တော်ကြည့်ကြည့်မယ်ဆိုရင်ဇေကွက်ကအပရန်မှာရှိကြတာကြာပြီပေါ့နော်ဒီကနေစပြီးတော့ကျွန်တော်ဒါပရန်ဘက်ကိုမူဖြစ်ခဲ့တာဟာဟာဟာလို့အနေနဲ့ပဲဒါအထက်မှာရှိနေကြတာပေါ့နော်တော်ဒီနားလေးမှာကျွန်တော်ဒါတောင်ဆက်တစ်ခုရှိခဲ့တယ်ပြီးရင်တော့ကျွန်တော်ဒီနားလေးမှာတောင်ဆက်တစ်ခုရှိခဲ့တယ်ပေါ့နော်ကျွန်တော်ဒီမှာကြည့်ကြည့်မယ်ဆိုရင်ကျွန်တော် spot line ကတော့29ဖြစ်တယ်ကျွန်တော်ရဲ့ register ကတော့ဒါ straight line ဖြစ်တယ်ပေါ့နော်ဆိုတော့ဆိုရင်ကျွန်တော် register ကတသိန်း1000ကနေပြီးတော့တသိန်း1200ပေါ့နော်ကျွန်တော် important spot line ကိုပြောမယ်ဆိုရင်တော့9000ကနေပြီးတော့9200ပေါ့ ကျောင်းမဆိုရင်ဒါ9000ကနေပြီးတော့9000အောက်ကိုရောက်သွားမယ်ဆိုရင်တော့ကျွန်တော်နည်းနည်းဈေးကွက်ကနည်းနည်း BR ဘက်ကိုဖြစ်မယ်ပေါ့နော်နည်းနည်းစိုးရင်ဈေးကွက်ဘက်ကိုဖြစ်မယ်ပေါ့ဒါပေမဲ့လက်ရှိမှာတော့ကျွန်တော်ဒါ plan မှာမှာပဲရှိနေသေးတဲ့အတွက်ကြောင့်မလို့ဒါအထက်ကိုပဲပို့ပြီးတော့မူဖြစ်ဖို့ပို့ပြီးတော့လာလာများမယ်ပေါ့ဘာကြောင့်လဲဆိုရင်ကျွန်တော်ဒါပြီးခဲ့တဲ့ရက်တွေတုန်းကတရင်အချက်လက်စိုးစိုးဝါးဝါရှိခဲ့တာတော့မှကျွန်တော်ဒါဒီကွက်ကအရင်ထိုးကြသွားတဲ့အနေထားမဟုတ်ဘဲနဲ့တသိန်းအောက်ကိုနည်းနည်းလေးခဏရောက်ပြီးမှပြန်ပြီးတော့ဒါဘုတ်ဖြစ်နိုင်ခဲ့တယ်ဗောနော်ဆိုတော့ဒီမှာနည်းနည်း strong recovery ပဲပြန်ပြီးတော့ဖြစ်လာခဲ့တာတွေ့ရတယ်ဗောနော် ဆိုတော့ဒီကနေစပြီးတော့လေရီကဗာရီဘက်ကိုပဲပို့ပြီးတော့ဘူးဖြစ်ဖို့အလားလာပို့များမယ်ပေါ့တကယ်လို့ကျွန်တော်ဒါ down side ကိုရောက်ခဲ့ပြီးတော့မှ3600အောက်ကိုကျွန်တော်ဒါရောက်မယ်ဆိုရင်တော့ကျွန်တော်ဒါပြောမယ်ဆိုရင်3000 3400ဆိုတဲ့ဒါအန်တီဘတ်တစ်ခုပြန်ပြီးတော့ရလာနိုင်မယ်ပေါ့နော်အဲ့ချိန်ကျရင်တော့ကျွန်တော်ဒါ small margin low leverage long back ကို anti တစ်ခုယူထားလို့ရမယ်လက်ရှိ current price နဲ့ကြာလို့ကျွန်တော်ဒါအာကပီတယ်လက်နိုင်နဲ့ကိုယ်ရေရှည်အတွက် hold မယ်ပေါ့နော်အဲ့လိုအနေထားပေါ့နော်ကြလာခိုင်း DCA လက်လုံးနိုင်တဲ့ဆိုမှလက်ရှိ current price နဲ့ကြတော့ဒါဝယ်လို့ရတယ်ပေါ့ เนาะအာကွာကပီတယ်သိမနိုင်ဘူးเนาะရေချေအတွက်လည်းအာမဟုတ်ထားနိုင်ဘူးဆိုတော့လက်ရှိ current price နဲ့တော့ဒါအကြည့်မယူတာကောင်းမှာမဟုတ်လားဆိုတော့ဒီကနေ့ကျွန်တော်ဒါ recovery ဖြစ်ပြန်ဖြစ်မှာဆိုရင်တော့ကျွန်တော်တို့အတွက်ဒါ short term target တွေကတော့တသိန်း1000ကနေပြီးတော့1000 2000ကတော့ကျွန်တော်ဒါ short term target တွေဖြစ်မယ်ပြင်တာ long term target တွေကတော့ပြောမှာဆိုရင်ကျွန်တော်ရဲ့ register ပေါ့နော်1000 2000တတိယ1000 2000ပေါ့နော် register ကိုကျွန်တော်ဒါ cross load နဲ့ load မှန်ဆိုရင်တော့ဥပက်ကိုကျွန်တော်ဒါတတိယ1000တတိယ3000အဲ့ဘက်ကိုကျွန်တော်ဒါတပြည့်ပြည့်နဲ့ move ဖြစ်မှာပေါ့ဒါကတော့ကျွန်တော်ဒါ ပြောမှဆိုရင်လက်ရှိ current price နဲ့ကြတော့ဝယ်လို့တိတ်ပြီးတော့မကောင်းသေးဘူးပေါ့နော်ပြောမှဆိုရင်ဇက်ကကပြန်ပြီးတော့ကျွန်တော် down side back ကိုရောက်လာနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော် down side back ကိုရောက်လာမှကျွန်တော် anti မှာပေါ့အာဒါပေမဲ့လည်းကျွန်တော်ဒါအာကျွန်တော် channel ကလည်း200 EM အထက်မှာရှိတယ်4 hour ရောကျွန်တော်ဒါ daily ရောဒီဘက်ကတော့ attend ဘက်မှာရှိနေရပေါ့ဆိုတော့ကျွန်တော်ဒါ weekly ကိုတစ်ချက်လောက်နားလည်ရအောင်ပေါ့နော်ဟို weekly ရတော့ကျွန်တော်ဒါ attend ဘက်မှာရှိနေတာတော်တော်ကြာပြီပေါ့နော် high 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 လို့ပတ်တန်နေရနေတဲ့ဒီမှာခေါင်းခေါင်းမူမပေးရမှာပေါ့ဒီနားလေးမှာကျွန်တော်ဒါ အာ3လေးပတ်လောက်ပေါ့နော်နည်းနည်းလေးဒါအချိန်ကြန့်ကြာတဲ့အနေထားကိုကျွန်တော်တွေ့ရမယ်ဒီလပေါ့ပြောမယ်ဆိုရင်ဒီလကိုကျွန်တော်ဒါတဲ့ပြီးတော့ဒီကာဘာတွေဖြစ်တာကိုမတွေ့ရဘူးပေါ့နော်ခဏတော့ကျွန်တော်ဒါအာဒီ week တော့ကျွန်တော်ဒါပြောမယ်ဆိုရင် green candle အနေနဲ့ဒါ move ဖြစ်နေပေါ့နော်ဒီ candle ကကျွန်တော်ဒါတသိန်းတောင်းရနေပြီးတော့တသိန်း1200အထက်ကိုဒါပိတ်မယ်ဆိုရင်တော့ဒါဒီကွက်မှာကောင်းကောင်းမုံကိုဘက်ကိုဒါ bull market ဘက်ကိုဒါကျွန်တော်တပြည့်ပြည့်နဲ့ရောက်ဖို့ရှိမှာပေါ့တကယ်လို့ဒီ channel က3600အောက်ကိုပိတ်မယ်ဆိုရင်တော့ကျွန်တော်ဒီ ြန်ပြီးတော့3000 3000 4000ပေါ့ဒါမှမဟုတ်လေ3000အောက်ထိတော့မှကျွန်တော်ဒါကြာနိုင်တဲ့အလားထားအလားလာပဲကိုပြန်ပြီးတော့ရောက်သွားမယ်ပေါ့နော်ဆိုတော့ပြောမှန်ဆိုရင်တော့လက်ရှိကျွန်တော်ဒါ volume လဲနည်းသေးတယ်ပေါ့ဒါ volume ရောက်လာရင်တော့ဒါ BTC မှမဟုတ်ဘူးတခြား coin တွေကလည်းတပြည့်ပြည့်နဲ့ move ဖြစ်ဖို့ရှိမယ်ပေါ့ဒါ BTC move ဖြစ်နိုင်မှလည်းတခြား ETH တို့တခြား coin တွေကလည်းဒါအာ move ဖြစ်ဖို့အလားလာပုံများမယ်ပေါ့နော်ဆိုတော့လက်ရှိအနေထားရတော့ကျွန်တော်ဒါ short term long term target တွေကိုလည်းကျွန်တော်ပြောပြပြီးလို့ထင်ပါတယ်ကျွန်တော် time point တွေကိုလည်းကျွန်တော်ဒါကျွန်တော်နားလဲသလောက်ကျွန်တော်ပြောပြပြီးလို့ထင်တယ်ပေါ့နော် တော့ဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်